တော်ရရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာဗမော်တင်အောင်ရဲ့ရန်ကုန်မြို့ရဲ့ညတညာဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ်လမသာပင်မဲ့လေရန်ကုန်ရဲ့ညကတော့ငွေရောင်တောက်နေပါသည် ဝင်းထိန်နေသောလျှက်စက်မီးပွင့်မီးခိုင်ပန်းများအောက်မှဆန်းဆန်းသစ်လွင်နေသောပိုးဖဲတို့သည်တလက်လက်လှုပ်ရှားနေကြပေသည်နှကန်းဒီပန်းဒီကလေးများရဲ့တီတိုရီမောတန်စကားပြောတန်မီတော့ဘန်ကောက်တကွင်းကို55ချက်နဲ့မှားလိုက်ပြီးကွယ်မေးမင်းကနိုင်လွန်ချုပ်ပြီးသွားပလားကနေ့ညက်နေပြီးဖို့ရကွယ်ခါကနည်းနည်းကလေးရှည်သွားလို့ပြန်ပြင်ခိုင်းနေရတယ်မီရဲ့အော် ဒါနဲ့မင်းစီဇာနဲ့ကလီယိုပထရာကြည့်ပြီးပြီလားဟင်ဘာနောက်ကြလိမ့်မလဲကွယ်ကိုတော့လီကလောက်ဒီရင်းကိုတိတ်သဘောကြတာပဲဟင်မင်းငောမီအစ်စ်ဘောကိုလဲကလောက်ဒီရင်းရဲ့တရုတ်ဖော်ပုံကိုတိတ်သဘောကြတာပဲနှစ်ယောက်သားတီးတိုးရီမောလိုက်တန်းသည်ညတဲ့သူတိုးဝင်၍သွားလေသည်ခန့်ညားသောပျော်ပွဲစားယုံကြီးများအတွင်မှနှကန်းဒီပါနီနှင့်အမောက်ရှင်ကလေးများကတော့ကိုကိုတို့ကိုအယက်ငှဲ့ပေးနေကြပေသည် ဒီဟာနဲ့မပြီးသေးပဲကိုကိုများတွင်သူတို့တောင်းတသောချစ်သူခေါ်တဲ့ချင်းကိုစူပြနေရပါသေးသည်တကယ်ဆိုတော့ချင်းစုံနေခြင်းမဟုတ်ပဲအမှုပညာတရက်ကိုအတင်းလုံနေရခြင်းမှာအတန်ဖန်းသက်မှာအော်ဂက်စထရာချင်းတပုတ်သည်တာယာစွာ ပြန့်လွင်လာစေ Rose softly bloom me နှင်းစီဘန်ကလေးရဲ့တက်တောင်တက်တာပွင့်လာပါပြီတဲ့ဒါပေမဲ့ခက်ထွေထွေကလေးနဲ့မို့ စူစူကလေးရီမောနေကြသောအတန်များကြားမှာချစ်သူခေါ်တန်ကိုလည်းမကြားနိုင်။နှင်းစီပန်းကလေးလည်းကြွေကျသွားရှာပါပြီ။ဟေးမူးလို့ပြောနေတာမဟုတ်ဘူးကွ။ငါအလုတ်ပြုတ်ချင်းလဲပြုတ်သွားပါစေ။ငါကဘယ်ဝင်ကြီးတော့ဘာတော့ဂယူဆိုင်တဲ့အကောင်စားတဲ့ကမဟုတ်ဘူးကွ။တိပါတယ်ဝင်မင်းရာတိုးတိုးလုတ်ပါလူကြားလို့လည်းမတော်ပါဘူး။ဟိုကက်ဒီကက်နဲ့တက်လာတဲ့စားတဲ့ကမဟုတ်ဘူးအော့စဖို့ကထွက်လာတဲ့လူกว่า ားပေါ်ရောက်အောင်သာကြည်တင်ပေးလိုက်ကြစမ်းပါဗျာအတန်ဖန်းသမဂီတသည် ပြန့်လွင်နေတုံးပင်ဖြစ်ပါသည်နှင်းစီပန်းကလေးရဲ့တက်တောင့်တက်တာပွင့်လာပါပြီလမ်းမကြီးများပေါ်မှခန့်ချားတက်လွင်သော စတူဒီဘေကာကားကြီးများသည်ငွေရောင်ညလဲထဲမှတငိမ့်ငိမ့်စုံစင်းနေကြပေသည်တောက်ပါတက်လွင်သောအပြုံးများနှင့် ကားထဲမှစီးစိမ်ရှင်သည်ကားတွင်တက်ဆင်ထားသောအတန်ဖန်းဆက်မှာ ဂီတကိုချုံမြင်စွာသုံးဆောင်၍ရင်မူးနေပုံပင်ထင်ရသည် တကယ်ဆိုတော့ရန်ကုန်ညရဲ့ထေဝါမှုကိုသူတို့သည်မျက်နာပြောင်ပြောင်နှင့် ကြွားဝင်နေကြသလားပဲတကယ်ပါလမသားပင်မဲ့လဲရန်ကုန်ရဲ့ညကတော့ငွေရောင်တောက်နေပါသည်ငွေရောင်တောက်နေသောရန်ကုန်ရဲ့ညပကြီးကားချက်ထဲသို့အယောင်စင်းမရှိပဲမိမိန်မွှဲချောင်နေသော လူတစ်ယောက်သည် ရောင်လဲလဲနှင့်ဝင်လာပေသည်တော်တော်မသိတတ်သောလူတစ်ယောက် သူ့လိုရောင်ဝါမရှိသောလူတစ်ယောက်သည်လှပကြွားဝင်နေသောရန်ကုန်ရဲ့ညပကြီးကိုဘလောက်ပျက်စီးသွားမည်ကိုနည်းနည်းကလေးမှထို့သူသည် မစင်းစားမိရော်သလားပဲထင်ရပေသည်ညရဲ့နောက်ခံကားကငွေရောင်ပိုးဖဲနှခမ်းနီးပန်းနီးနဲ့အမောက်ပြီးတော့အတန်ဖန်းစံအောက်စဖို့ကြောင်းတွန်အပြုံးနဲ့စတူဒီဘေကာဒီဟာတွေကငွေရောင်နောက်ခံရှိမှတရုတ်ကောင်းများဖြစ်ကြသည် ထိုသူသည်အလိုက်မသိတက်လွန်းစွာရန်ကုန်ရဲ့ညအလှကိုဘာကြောင့်ဖြည့်ဆည်းခြင်းရပါသနည်းနှင်းစီဘန်ကလေးသူ့ဘာသာသူတက်တောင့်တက်တာပွင့်နေတာအကောင်းသားနေထိုသူသည် သူ့တွင်ရတတ်သောငွေတစ်ချက်ကို သူ့ရဲ့ကတ်ထဲတွင် မကြာခဏစမ်း၍စမ်း၍ကြည့်နေသည် သူ့တွင်ရတတ်သော ထိုအတပြားငွေတစ်ချက်ပျောက်ဆုံးသွားမည်ကိုတော့သူသည်များစွာစိုးရိမ်ထိတ်လန့်မှုရပေသည်သူသည်အိတ်ကတ်ထဲမှငွေတစ်ချက်ကို မကြာခဏဆန်းရင်ရန်ကုန်ရဲ့ညလေတဲ့သို့ဝင်လာသည် သူသည်ထုံငွေတစ်ချက်ဖြင့်သူ့ဥရဲတွင်စူပူတောင်းညံနေသောပိုးမျိုး80အားယနေ့တညဖို့နှိမ်နင်းရန်အဘောသာထမင်းဆိုင်တစ်ခုကို လိုက်လံရှာဖွေနေခြင်းဖြစ်သည်အဘောသာထမင်းဆိုင်ဆိုရ၌သူသည်ပုတ်သူဟောင်းနှွမ်းနေသောအစားအစာမျိုးကိုတော့မရှာခြင်းမှာ တခါက၃မူ၅မူလောက်နဲ့အဝစားရသောအဘောသာထမင်းဆိုင်ကို အားကိုခဲ့သဖြင့် ဝမ်ကန်ယောဂါကို အလူလဲခံလိုက်ရပြီသည်သူကြောက်ပါပြီညသာအတွက်သုံးမှတ်လောက်တော့သူအကုန်ခံနိုင်သည်ကြံသောတမတ်သည် သူမနေနိုင်သောဆေးဘော်လေးတမှုဖို့နှင့်အိမ်ပြန်ရန်အတွက်ကားကတမှုစုစုပေါင်းငွေတကြံသူသည်အိတ်ကပ်ကိုမကြာခဏဆန်းရင်ဆန်းရင်နှင့်ငွေရောင်ထဲမှလှုပ်ရှားနေပြီသည်သူသည်တော်တော်လဲနွမ်းနယ်ပင်ပန်း၍စလောင်နေပုံရပါသည် ဟုတ်ပါလိမ့်မည် သူဒီနနဲ့အိယာထလက်ဖက်ရည်တစ်ခွက်နဲ့နံများတစ်ချက်ကိုသူ့အိမ်ဘေးနားမှာအကျွေးယူနေကြကလားဆိုင်မှာခဲခဲရင်ရင်ပြောဆို၍စွတ်သိခဲ့ရသောအဟာရမှလွဲ၍တနေ့တားလုံးသူ့ဝမ်းထဲသို့ဘာမှမထည့်ခဲ့ရာသူဒီပတ်စံရဖို့တနေ့လုံးလမ်းလျှောက်ခဲ့သည်လမ်းလျှောက်ရအားကြီးသဖြင့်ပင်ပန်း၍လာတော့သည်စုလီဖျားလန့်နှင့်အနောယထာလမ်းတော်ပလက်ဖောင်းပေါ်မှာသူဒီနွမ်းနယ်စွာရက်လိုက်သည်စတူဒီဘေကာကားကြီးတစ်စီးသည် သူ့ရှိနားမှာတငိမ့်ငိမ့်လင့်၍သွားနေသည်ကားရဲ့နောက်ခန်းထဲမှာလှပ်ပါသော အပြူမာကလေးတစ်ယောက်သည်ကုရှင်ကိုမှီရင်းမှိမ့်နေပါသည်အတန်ဖန်းဆက်မှာဂီတသည်ခက်တိုးတိုးကလေးဖွင့်နေသည် လေကလေးကိုလှောမြည်ဘေးမတန်အေးချမ်းနေစီသူသည်စတူဒီဘေကာကားတစ်ခုလုံးကိုငေးမော၍ကြည့်နေမိသည်ဥတင်ဦး တစုံတစ်ယောက်ကသူ့ပခုံးကိုပုံရင်းသူ့နာမည်ကို ခေါ်လိုက်လေသည်ဘသူများပါလဲသူ့လိုအယောင်ဆင်းမရှိသော သူတယောက်အားဥတက်၍ခေါ်လိုက်သည်မှာယခင်စာရေးဆရာဘဝသို့သူဝေမရောက်လာမီအစိုးရရာရှိတယောက်ဘဝနေတုန်းကတီဟောင်းကျွမ်းဟောင်းတဲ့ကတယောက်ယောက်မြန်လာရုတ်တရက်မို့သူသည်အံ့ဩသွားရမှအိုးဒေါက်တာပါလားသူသည်ပြန်၍ပြုံးလိုက်သည် ခမကြည့်ရတာလူမမာနဲ့တူတယ်ပိန်လိုက်တာလဲဗျာဒေါက်တာကိုသူဒီပြုံးရွေသားပဲကြည်နေသည် အော်ဒါတဲ့ခမကြီးလိုက်တဲ့မှုန်နှိုင်းတဲ့က လူ ဆိုတဲ့စာအုပ်တို့ချီးမွန်ပြရစီအောင်ဗျာကျေးဇူးတင်ပါတယ်ခမစာအုပ်ကိုတော့တော်တော်ပဲချီးမွမ်းတယ်ကြားရတယ်တော်တော်လေးခမကျေးဇူးခံစားရလိမ့်မယ်ထင်ပါရဲ့ဟုတ်ကဲ့အစိုးရအလုံးနယ်တုန်းကတည်းကစာရင်ခမအခုတော့တော်တော်လေးစိတ်ချမ်းသာမှာပဲနော် အစိုးရအလုံးနဲ့အင်မတန်စိတ်ဆင်းရဲစိတ်မချမ်းသာဖြစ်ခဲ့ရသဖြင့်အလုံးမှအနစ်နာခံ၍ထွက်ခဲ့ပေသည် စိတ်လဲချမ်းသာမီဝါဒနာလဲပါသောစာရေးဆရာဘဝသူ ကူးပြောင်းလာခဲ့သည်မှန်ပါသည်စိတ်တော်ချမ်းသာပါသည်ပျော်မွေ့ပါသည်ဟုတ်ကဲ့ သူသည်အလွယ်တကူပဲလိန်ပြောလိုက်လေသည်စိတ်တော်တော်တော်ကိုပဲချမ်းသာလာပါတယ်လူချမ်းသာလာအောင်လဲစာများများရေးပေါ်ဗျာ ခမ ्या ကတနစ်ကိုတအုပ်လောက်တောင်းမှပဲမရေးနိုင်ဘူးသူဒီပြုံးရွေသားပဲနားထောင်နေပါသည်သွားလိုက်ဦးမယ်ဗျာဥတင်ဦးကျုပ်စီများလဲတခါတလေတော့အလဲလာပါဦးမြရခင်ကမိတ်ဆွေဟောင်းဆရာဝန်ထွက်သွားသည်ကိုငေးကြည့်ရင်ကြံ့ရစ်ခဲ့လေသည်သူဒီသူအားအထင်ကြီးသွားသောမိတ်ဆွေကိုငေးကြည့်ရင်သူ့ဘဝကိုသူရီမောပြောင်ပြစ်လိုက်ခြင်းသောစိတ်ဓာတ်များဖြစ်ပေါ်လာမိပေသည်တို့ရာတွင်ပြုံးယုံသာပဲပြုံးလိုက်ပါသည် စာရေးเสียရွှေအုပ်ဩပါတဲ့ကိုတင်ဦးသည်သူ့ကိုကိုခနဲ့လိုက်မိပေသည်ရွှေအုပ်ဩဟူသောကလောင်အမိဖြင့်လူဘိန်ရောပညာတတ်များပါနှစ်သက်၍လက်ခံနိုင်အောင်ရေးသားနိုင်သောစာရေးเสียတယောက်ဖြစ်ပါသည်မုံတိုင်းတဲကလူဝိတ္ထုအတွက်ပညာတတ်ပိုင်းကသူ့ကိုလေးစားသလားလူဘိန်များကလည်းသူ့ကိုကြိုက်နှစ်တက်ခဲ့ကြပေသည်မုံတိုင်းတဲကလူကိုတော်တော်ချီးမွမ်းကြတယ်ကျေးဇူးလည်းခံစားရမှာပဲတဲ့ ဟုတ်ကဲ့ဟု သူလိန်ခဲ့ရပေသည်အမှန်မှာသူ့ရဲ့ကတ်ထဲတွင်ရှိသောငွေတစ်ချက်မှာမိတ်ဆွေတယောက်ထံမှတောင်းယူလာရသောလှုပ်အားဖြစ်ပါသည်သူသည်သူ့ကိုယ်ကိုမှမပြုံးနိုင်လျင်ရန်ကုန်ရဲ့ညသည် သူ့ကိုဘေးသို့ကန်ထုတ်ပစ်လိုက်ပေးလိမ့်မည် သူသည် ကိုယ့်ကိုယ်ကိုဟတ်ဟတ်ပတ်ပတ်ရီမောလိုက်နိုင်သောရန်ကုန်ညလေထဲမှနှကန်းဤပါးဤနှင့်အမောက်ကလေးတို့သည်ချစ်သူခေါ်သံတခြင်းဖြင့်ဖြောပြေး၍ ဒေါက်တာဘွဲ့တူးကို သူအားပေးအပ်ကြပြီလိမ့်မည်။သူသည် ပြုံးယုံသာပြုံးလိုက်ပါသည်။ဆရာခက်စားစားနှင့်လေအားနည်းသောအတန်ကို သူကြားရသဖြင့်သူအားဆရာဟုခေါ်တဲ့သောပုံနှိပ်တိုက်မှစာစီသမားကလေးများထဲမှတယောက်ယောက်လားဟုအသာအရာလှဲ့ကြည့်မိပေသည်။မဟုတ်ပါ။သူမသိသောလူတစ်ယောက်ဖြစ်ပါသည်။သူမသိသောလူတစ်ယောက်ကသူ့ကိုအဘဲသူသောရည်ရွယ်ချက်ဖြင့် အဖေကြောင့်ဆရာဟုခုံနေရပါသည်။ထို့သူကိုကြည့်ရသည်မှာလဲသမားတယောက်နှင့်တူပါသည်။သူကြောကုန်းထပ်မှလည်းပဲအင်မတန်ပိန်ကြုံနေသော အသက်6နှစ်ခန့်ကလေးမတယောက်ကို ပိုးထားပါသည်။ထို့သူရဲ့တမိကလေးထင်မှရဲ့။ထို့သူမှလည်းအင်ကြီးပဲမရှိ။လုံကြီးမှလည်းအဆုတ်ဆုတ်အပြက်ပြက်နဲ့ချိနဲ့နေပါပြီ။ခမညာသူဒီခတ်တိုးတိုးကလေးပဲပြန်ထူးလိုက်သည်။ ထမင်းမိုးကလေးအတနာခံမရစီဆရာရဲ့ထိုသူအတန်မှာမုတ်သက်တုံကြီးနေရှာသည်ထမင်းမိုးဟုတ်ကဲ့လားခမညာကျွန်တော်တို့သားဖာနှစ်ယောက်စလုံးထမင်းမစားရတာအခုညာအထီဆိုရင်ငားနဲ့ရှိသွားပါပြီဆရာရဲ့ကျွန်တော်တို့ကတော့အရေးမကြီးပါဘူးခမညာသမီးကလေးကိုအင်မတန်ကြွေးကျင်လုံးလို့ပါထမင်းမစားရတာငားနဲ့ရှိသွားပြီ ကိုတင်ဦးသည်အံ့ဩစွာမေးလိုက်မိပေသည်သူသည်သူ့ကိုယ်ကိုငတ်လာပြီးဆင်းရဲလာပြီးဟုအသိရှိခဲ့သမျှထိုသူနှင့်တွေ့တော်ကားမှအရေးပြောပေပြီကျွန်တော်ညောင်တုံးဘက်ကပြေးလာခဲ့ရတဲ့ဒုက္ခတွေတွေပါဆရာရဲ့ရန်ကုန်ကိုတခါမှလည်းမရောက်ဘူးပါဘူးရောက်တာလည်းတရပဲရှိပါသေးတယ်ခမ ्या ဩညောင်တုံးဘက်ကပြေးလာရတယ်လားကျွန်တော်မိမနဲ့ตาအကြီးကလည်း တည်သလားရှင်သလားလည်းမသိရပါဘူးဆေဟာရေကျွန်တော်နဲ့သမီးကလေးသာပြေးမိပြေးရပြေးရင်းကလွတ်ပြီးမော်တော်ကြုံနဲ့ရန်ကုန်ရောက်ရင်တော့မငတ်နိုင်ဘူးဆိုပြီးလိုက်လာခဲ့ရပါတယ်။အော်ခမည်းကဒုက္ခသည်ပြီကူကျွန်တော်တို့သားဖလဲပြီးတောင်းလိုက်တာနှစ်ရက်ရှိသွားပါပြီဆေဟာရေမနေ့ကတနေ့လုံးရှောက်တောင်းတာမှလဲသုံးပဲပဲရလို့ခလေးကိုမုတ်ဝဲကျွေးခဲ့ရတယ်။ခဏလေတနေ့ကုန်ရှောက်တောင်းတာ မနက်7:00နာရီလောက်က တမူးပဲရလို့ကလေးကိုမုတ်ကလေးပဲဝယ်ကျွေးနိုင်ပါလေဆရာရဲ့တနာပါခမညာကျွန်တော်တို့တားဖဟာဒုက္ခသည်တွေပါဒုက္ခသည်တွေမှုတနာပါခမညာတဲ့ဘလောင်များဝမ်းနေဖို့ကောင်းလိုက်ပါတယ်ဒါပေမဲ့ရန်ကုန်ရဲ့ညကတော့ငွေရောင်တောက်နေပါသည် စတူဒီဘေကာကားတဲ့ကြီးများသည်ငွေရောင်ညလဲတဲ့မှာတငိမ့်ငိမ့်စုံစံပြေးလွှာကာ ပိုးဖဲတို့သည်တလက်လက် တောက်ပြောင်နေကြပါပြီကိုတင်ဦးသည်ထိုသားဖာအားမတုံမလှုပ်ကြည့်နေပေသည်သူသည်ပင်ငတ်တလဲပြတ်တလဲနေရသူဖြစ်သည် သူသည်သူ့ရဲ့အစာပေါင်းများစွာအချိန်နေဆိုးနေသောဒုက္ခတဲ့သားဖာနှူးကို ရှင်းဆိုင်နေရပေပြီဒီအငတ်ပြတနာကို သူသည်ဘဲသူ့ဘဲပုံ ဖြည့်ရှင်းရပါလိမ့်မလဲစုစုပေါင်းလိုက်ပါမှာငွေကလေးတစ်ချက်ရဲ့ထမင်းဘိုးသုံးမှန်လမ်းစိတ်တမူး ဆက်လက်တမူအော်ငွေတကြက်ကုန်မာရောလာပြီးတော့အကျွေးတောက်စားလာခဲ့ရသောနနက်ခင်းမှလက်ဖက်ရည်နှင့်နံများတို့သည် သူ့ဝမ်းထဲမှထွက်ပြေးသွားသည်မှာကြာပြီဖြစ်သဖြင့်သူ့ဦးသည် လိန်လျက်ပူနေသည် သူသည်အင်မတန်ပဲထမင်းစာနေသည် ကိုတင်ဦးသည်ဒုက္ခသည်တားဖါကိုတနာပါသည်ဒါပေမဲ့သူ့ကိုယ်ကိုသူတနာသည်တဲ့ပို့၍တနာနိုင်ပါမလားဆိုတာကိုပဲစဉ်းစားရင်းထိုတားဖါအား မတုံမလှုပ်ကြည်နေမိပေသည်ထိုသူသည်မျက်နှာငယ်ကလေးဖြင့်လေးကန်စွာထွက်သွားသည်ကိုပင်သူသည်မတုံမလှုပ်ကြည်နေမိတုံးဖြစ်လေသည်ပျော်ပွဲစားယုံတွင်းကအတန်ဖန်းလက်မှအော်ကက်စထရာတချင်းတစ်ပုဒ်သည်တာယာစွာ ပြန့်လွင်နေတုံးပင်ဖြစ်ပါသည် Rose softly blow me နေ့စီဘန်ကလေးရဲ့တက်တောင့်တက်တာနဲ့ပဲပွင့်လာပါပြီတဲ့ကိုတင်ဦးသည် သူ့နားကို လက်နှစ်ဖက်ဖြင့်ဒေါသကြီးစွာပိတ်လိုက်မိပေသည်သူသည်အန်သွားကိုကြိတ်လိုက်သည်ငတ်နေရတဲ့ကြားထဲနှင်းစီဘန်းကတက်တောင့်တက်တာနေပဲပွင့်လာနေရသေးသလားသူသည်ငွေရောင်ညလည်းကအမှုပညာကိုကြိတ်ဆဲပလိုက်သည်သူသည်တစုံတရာကိုလည်းဆုံးဖြတ်ပြီးသွားသည်လေးကံစွာလျှောက်သွားနေသောတားဖာနှစ်ယောက်နောက်သူအပြေးလွှာသူလိုက်သွားသည် ဘာဘူးကြီးရဲ့ထမင်းမိုးကလေးများစွန့်ကျဲပါလားခမညာထိုဒုက္ခသည်သည်ဘာဘူးကြီးအားထမင်းမိုးကလေးစွန့်ကျဲပါမည်ကြောင်းအတနာခံလျက်ရှိနေသည်ဘာဘူးကြီးကအခြားဘာဘူးကြီးတယောက်နှင့်စကားပြောမြဲပြောနေသည်တနာပါဘာဘူးကြီးရဲ့ထိုဒုက္ခသည်သည် အနည်းသို့ကတ်သွားကဆက်လက်၍အတနာခံနေပါသည်ဘာလဲခမညာမြန်မာလူခမညာမြန်မာလူချင်းချင်းရန်ဖြစ်တဲ့ဒုက္ခဖြစ်တဲ့ တနာပါဘာတနာပါလဲအားလုံးအယူလူရှိတယ်တွားတွားမရှိဘူးဘာဘူးကြီးကငေါက်ပြစ်လိုက်သည်ထိုသူသည်မျက်နှာငယ်ကလေးနှင့်ခေါင်းငုတ်ခါထွက်သွားမြည်ပြူကိုတင်ဦးသည် ထိုသူဤလက်ကိုဖမ်း၍ကင်ထားလိုက်သည်ခမားတို့သားဖကျုံနောက်ကိုလိုက်ခဲ့ကြဗျာသူသည်ရှေ့မှလျှောက်၍ထွက်လာခဲ့သည် ထိုသားဖသည် ကိုတင်ဦးအားထူးဆန်းသလိုကြည့်ပြီးနောက်သူ့နောက်မှလိုက်ပါသွားလေသည် သူသည်ရှေ့မှငိုက်ဆိုင်ငိုက်ဆိုင်နှင့်ထွက်သွားပေသည်။တားဖာနှစ်ယောက်ကသူ့နောက်မှမျက်ခြေမပြတ်လိုက်လာကြပေသည်။သူသည်ထမင်းဆိုင်များ ရှိရာသို့ထိုဒုက္ခသည်တားဖာအားရှေ့ဆောင်ခေါ်လာစဉ်တခုသောလမ်းဘေးပိုးတိုက်ကြီးအတွင်းမှနှကန်းဒီပါနီကလေးများ၏တခိခိရီမောတံကိုပင်မကြားလိုက်မိပေ။ထမင်းစားမလားမောင်ရင်ပူပူနွေးနွေးရှိပါရဲ့ကွယ်။သူသည်အတန်ကြာရာသို့ခေါင်းကိုမက်၍ကြည့်လိုက်သည်။ ထမင်းဆိုင်ဟင်းတွေကလည်းခင်းကျင်းထားလိုက်ဒီမှာကြက်သားဝတ်သားငားဘဲဥအိုးစုံလို့ပါပဲတားဖာနှစ်ယောက်ဒီသူ့နီးသူရောက်လာလေသည်ဒါဟင်းနဲ့ပြင်ရမှလည်းမောင်ရင်ထမင်းဆိုင်ရှင်အတော်ကြီးဒီအပူတပြင်းမင်းနေပါသည်ဒီကတားဖာနှစ်ယောက်ကိုထမင်းကျွေးစမ်းမှခမညာဒီဟာပဲသူပြောလိုက်သည်ထမင်းဆိုင်ရှင်အတော်ကြီးသည်တွက်လက်စွာထမင်းနှစ်ပွဲကိုချလာသည် တို့စရာဟင်းညုံနဲ့ငံမြာရည်ချက်တို့သည်လည်းအစင်သည့်ရှိနေပေပြီ။ဘာဟင်းထဲ့ပေးရမှလဲမောင်ရင်ကြည်ပြီးထဲ့တာပေါ့ခမညာ။ဆန်းရှင်တော်ကြီးသည်စက်သားနှင့်ငါးဟင်းတစ်ခွက်စီကိုသွက်လက်စွာထဲ့၍ချပေးလိုက်သည်။တားဖာနှစ်ယောက်သည်လည်းထမင်းပွဲများရှေ့တွင်စောင့်ကြောင်ထိုင်ကာကိုတင်ဦးကိုမော့၍ကြည်လေသည်။စားကြဗျာစားကြ။ဒီဟာပဲသူပြောသည်။ငတ်လာကြသည်မှလဲကြာပြီးပင်ထင်ရတော်သည်။ ချပေးထားသောထမင်းနှင့်ဟင်းများကိုပလုပလောင်စားလိုက်ကြသည်မှာ၁၀မိနစ်ပင်မကြာမီတက်တက်ပြောင်မီတော့သည် ကိုတင်ဦးသည် သူ၏စာလောင်ခြင်းမျိုးကိုမြို့သိပ်၍ဒုက္ခသည်တားဖတို့ပလုပလောင်စားနေသည်ကိုအာရဝန်းနေကြည်နေမိပေသည်ဆိုင်းရှင်တော်ကြီးသည် စေတနာတန့်တန့်နှင့်နောက်ထပ်လိုက်ပွဲများကိုချလာသည်ငတ်လာသောတားဖနှစ်ယောက်ကလည်းမဆက်မကြောက်စား၍စား၍ပြစ်လိုက်လေရကား မကြမီပင်ပြောင်၍ပြောင်၍သာသွားပြီတော်သည်ဒီလိုချလာလိုက်စားလိုက်နှင့်တားဖာနှစ်ယောက်လဲဝှသွားခဲ့ပြီပြီစောစောကညှိုးငယ်နွမ်းနေသောတားဖာနှစ်ယောက်၏မျက်နာကလေးများမှာပြည့်ဖြိုးကြည်လင်၍ရွှင်ပြလာသောရောင်ပင်ထင်ရပေသည်ကျေးဇူးကြီးလိုက်ပါပြီဆရာရဲ့ထိုသူသည်ကျေးဇူးစကားကိုလေးလေးနက်နက်ကြီးပြောနေရှာသည်မလိုပါဘူးခမညာတယောက်ဒုက္ခဖြစ်နေတဲ့အခါ တယောက်ကတတ်နိုင်သလောက်စောင့်ရှောက်ဖို့တာဝန်ရှိပါတယ်။ထမင်းဆိုင်ရှင်အတော်ကြီးသည်ဒုက္ခသည်မြမနှစ်ဦး၏ကြေကွဲဝေရာဝတ္ထုတို့တစ်ပုဒ်ကိုစိတ်ဝင်စားပုံတော့မရ။နှစ်ချက်တမတ်ကြတယ်ကွမောင်ရင်။သူမအတွက်အရေးကြီး၍အကျိုးစီးပွားကိစ္စအတွက်သာပဲပြောလိုက်သည်။ခမညာနှစ်ချက်တမတ်။သူသည်ရုတ်တရက်ကြောင်သွားပုံပင်ရပေသည်။ဟင်းသုံးကွက်ကတစ်ချက်ခွဲထမင်းကသုံးမတ် အားလုံးနှစ်ချက်တမတ်ကြတယ်လီကိုတင်ဦးဒီခေါင်းကြီး၍တွားမိပြီတော့ဒီနှစ်ချက်တမတ်ကြတယ်ဟုတ်လားခမညာနှစ်ခါတွတ်မပြနိုင်မှုဟေ့မောင်ရင်သူဒီမျက်လုံးပြူးသားနဲ့ဆိုင်ရှင်အတော်ကြီးကိုကြောက်ရွံ့စွာကြည်လိုက်ရင်ဘာပြော၍ဘာလုပ်ရမည်ကို မေ့သွားပေပြီဟေ့မောင်ရင်နှစ်ချက်တမတ်ကြတယ်ကွနားရှင်းမလားသူဒီကြောင်ကရန်းနဲ့သူ့အိတ်ကတ်တွင်မှငွေတစ်ချက်ကိုထုတ်ယူ၍ ဆိုင်ရှင်အတော်ကြီးအားပေးနေသည်အတော်ကြီးသည်ငွေတစ်ချက်ကိုဇက်ကနေလှမ်းယူလိုက်ပြီးနောက်ဒါကဘာလဲကွယ်မင်းတစ်ချက်ကအတော်ကြီးသည်ပြူတူပြက်တဲ့နှင့်မေးလိုက်သည်ဒုက္ခတဲ့သားဖသည်ကိုတင်ဦးနှင့်ဆိုင်ရှင်အတော်ကြီးအကြားမှာပါဇက်အဟောင်းသားနှင့်ငေးကြည့်နေကြလေသည်ဒီငွေလေးတစ်ချက်ပဲပါလို့ပါခမညာကြံတဲ့ငားမကူနက်ဖြန်ကားမှကျွန်တော်လာပေးပြစီလားဒေါ်တော်ရဲ့ဘာ ကြံတဲ့ငွေငားမဲ့နှက်ဖြံငါမပဲမင်းကဘာကောင်မှုလို့ငါကယုံရမှာလေပြောစမ်းပါဦးအကျိုးအကြောင်းပြောပြရစီအောင်ခမညာဘာအကျိုးအကြောင်းလဲငါနားမလဲဘူးမင်းထမင်းမိုးပြေအောင်ရှင်းမလားမရှင်းဘူးလားဒါပဲပြောငါပလိခေါ်လိုက်မယ်ဆိုင်ရှင်အတော်ကြီးဒီအင်ကြီးလက်မောင်းကိုပင့်ပေးပြီးတောင်းမှန်မရစီအောင်တော်တော်ရဲ့ကျွန်တော်မှလည်းဒီငွေလေးတစ်ချပ်ပဲပပါတယ်ခမညာဟေးမောင်းရင်မင်းသိစကားရှင်းမနေနဲ့ကွယ် မင်းထမင်းမိုးပြင်အောင်ရှင်းနိုင်ရင်ရှင်းမရှင်းနိုင်ရင်တော့မင်းအပေါ်အင်ကြီးချွတ်ထားခဲ့ပြီတော့ဒီလိုမှမဟုတ်ရင်ငါပလိခေါ်တိုင်ရလိမ့်မယ်ကိုတင်ဥဤခေါင်းဒီငိုက်ဆိုင်ကြွေသွားပေပြီသူဒီဝမ်းနဲ့ကြေကွဲသောမျက်လုံးကြီးများဖြင့်ဒုက္ခသည်တားဖာအားတစ်ချက်မြလှမ်း၍ကြည်လိုက်ပြီးနောက်သူ့အပေါ်အင်ကြီးကို ချွတ်လိုက်ရပေသည်ထမင်းဆိုင်လေးနေတကွာဒုက္ခသည်တားဖာတို့အားကြောခန့်၍သူထွက်လာသောအခါ လမသားပေမဲ့လည်းရန်ကုန်မြို့ရဲ့ညကတော့ငွေရောင်တောက်နေပါသည်ငွေရောင်ညလေတဲကနှကန်းဒီပါနီကလေးများရဲ့ရီမောသံတီတိုစကားပြောသံတငိမ့်ငိမ့်ပြေးလွှားနေသော စတူဒီဘေကာကားတကြီးများအမောက်ကလေးများရဲ့ချစ်သူခေါ်သံကိုကြားသည်ပြီးတော့အတန်ဖန်းဆက်မှတက်တောင်တက်သားပွင့်လာနေသောနှင်းစီပန်းကလေးရဲ့တကယ်ပါပဲ လမသားပင်မဲ့လဲရန်ကုန်ရဲ့ညကတော့ငွေရောင်တောက်နေပါသည်ငွေရောင်ညလည်းဒီတဖြည်းဖြည်းဝေး၍ဝေး၍ကြံခဲ့ပြီပြီအလန်းပြဖျားလန်းတိုင်းသူသည်ရှောက်လာခဲ့လေသည်သူသည်အိမ်သို့ပြန်နေခြင်းဖြစ်ပါသည်ရန်ကုန်ညလည်းထဲမှာခက်တန့်တဲ့အပေါ်စားထမင်းဆိုင်ဒီလဲမိပြောင်ကြံ့ရစ်နေခဲ့ပြီသူနေထိုင်ရာအခန်းကလေးသို့ရောက်အောင်ပြန်ပြီးသည်နောက်အိယာထက်မှခွေဖို့သာရှိတော်သည် တနေ့သားရဲ့တိုက်ပွဲကပြီးဆုံးသွားခဲ့ပေပြီတို့ရာတွင်သူသည် သူတယောက်အနေနဲ့ဘဝကိုအရှုံးပေးခဲ့ရတော့လဲလူသမိုင်းရဲ့တောင်ကြားထဲတွင်လူတွေကြည့်ချင်းမှလည်းကြည့်တတ်မည်ဖြစ်သောပကြီးကားတစ်ချက်ထဲမှာတော့သူသည်ငက်ပြက်ပင်ပန်းနေသောဒုက္ခသည်များရဲ့အကြားမှာအဖိုးမဖြတ်နိုင်သော ကြောက်မြက်ရွဲတို့ဖြင့်တစားဆင်ထားသောတရဖူကိုစောင်းနေရပါသည်သူသည်လေးကံသောခြေလမ်းများကိုတည်ယူလာစဉ် ရန်ကုန်ရဲ့ညကိုဝမ်းနဲ့ပက်လက်ဖြစ်နေမိပဲသည်ဒါပေမဲ့ရန်ကုန်ညတဲကပိုးဖဲတို့သည် သူ့ဝမ်းနဲ့၍လဲသေးသေးအမတ်ထင်မိမဟုတ်ငွေရင်းကိုဖျားသခင်ကဲ့သို့ကိုးကွယ်သောရင်ကျေးချင်းရဲ့ရန်ကုန်ညသည်စစ်ပြေးဒုက္ခတဲ့အာ သူကိုယ်တိုင်အငတ်ခံကကြွေးမွေးသောလူတယောက်အားအတိမတ်ပြုလိမ့်မည်မဟုတ်အတန်ဖန်းဆံမှသူတို့ရဲ့ယဉ်ကျေးမှုကိုတည်တဲ့ခိုင်မြဲနေအောင် တချင်းရေးဆက်တော့အမှုပညာတဲ့အားမင်းပြိသက်အလဲမှာရွှေတင်းကားကိုပေးအပ်ပေးမည်ချီးမြှောက်တာတဲ့လားမဟုတ်ပါ ဝယ်ယူခြင်းသာဖြစ်ပါသည်သူသည်ကြောက်တိုင်ဘက်သို့ချိုး၍ဆင်းလာသည်ခြေလမ်းများမှာလေးကန်တဲ့လေးကန်လာသည်ဥထဲမှာလည်းပဲတကြုတ်ကြုတ်နှင့်ပိုးမျိုး80တို့သည် သူအားတော်လန်ပုန်ကန်နေကြပေသည် သူသည်ဘိုက်ကိုအตาရာနှိပ်၍ထောက်ရင်းစူးစား၍လျှောက်လာရပေသည် သူ့အခန်းသို့တော်တော်ကလေးရှောက်ရပြေုံးမည်အခုလောက်ရှောက်လာရသည်ပင်နွမ်းနယ်ပင်ပန်းလှပါပြီတမန်ဒီဝနှကောင်းနှက်မြက်များစာရေးဆရာကိုတင်ဦးကိုဒီလိုပဲကြည်နေကြတော်မလားဇနကမင်းသားအားပင်လဲပွေငါငမန်းများအကြားမှာမိထီလာကြောက်ဖြာထက်သူမေခလာအားပို့ဆောင်စေခဲ့တော်ကိုတင်ဦးတယောက်ကိုတော့ရုပ်စွာဆုံးလမ်းမပေါ်မှာပတ်စံတမူးလောက် ကောက်တွေ့လိုက်ပါစေတော့လားထိုပတ်စံတမူးနှင့်ကားစီး၍အိမ်သို့ပြန်နိုင်ပြီမိလေကံစွာလျှောက်လာရမှ သူသည်ပိုးမျိုး၈၀တို့ဤတော်လန်မှုကို မခံမရနိုင်တော့သည့်အဆုံးမှာရက်နေလိုက်ရပြီတော့သည်သူသည်ဘိုက်ကို ထောက်ထားရပြီသည်အခံရခက်၍သူတိုးတိုးကလေးညှိညူနေသည် ထိုစဉ်လမ်းဘေးခက်လန်းလန်းမှတောင်ကုန်းကလေးတစ်ခုပေါ်မှတိုက်အတွင်းကား ရေဒီယိုတန်ဒီပြန့်လွင်လာပေသည်ရွှေဖုံးသောတို့ပါလို့ငွေမိုးတွေရွာဘိုက်ကိုထောက်ထားသောလက်ကိုရုပ်၍သူသည်နားနှစ်ဖက်ကိုလျင်မြန်စွာပိတ်ထားလိုက်ရပေသည်ငွေအရင်းရဲ့ယဉ်ကျေးခြင်းညလည်းမှပရိသတ်ဖုံးရှင်ကန်ရှင်များကို လွမ်းစော်တက်တာနေတော့မဲလားထိုးခိုက်မိနှစ်ပွင့်သည်ရုတ်တရက်ဝင်းကနေလက်၍သွားကကျွေကနေအတန်တစ်ခုကိုစူးကနေကြားလိုက်ရပြီးနောက် ကိုတေဦးသည်နန်းတစ်ဖက်ကိုပိတ်၍ရက်နေရမှခက်လန်းလန်းသို့လွင့်စင်ကားလဲကျသွားလေသည်ဘီးတွေကလည်းခတ်အောင်အောင်ကားရှိကမ်းမှဒရိုင်ဘာသည်ဆင်းလာသည်ဟွန်းတလောက်ပေးတာကိုမှမင်းမကြားဘူးလားဒရိုင်ဘာသည်သူ့အားကျိန်းဝါလိုက်ပေသည်သူသည်ဒရိုင်ဘာအားထူးဆန်းစွာပဲလဲကျနေရမှမော်၍ကြည့်နေသည်မင်းမကြားဘူးလားတဲ့ဘလောက်များစော်ကားနှစ်ကိုလိုက်တယ်လေ မင်းဟူသောနန်းစားကိုဘာကြောင့်များတုံးနေရပါလဲခမားဆိုရင်ကောဘာဖြစ်သွားအောင်မှာမှုလဲသူ့ရဲ့မွဲချောင်မိမ့်မိန်နေသောအပေါ်ယံကာယံနှစ်ပိုက်မှာတရီဂျိုးဤဏီကုံးပိုက်ကိုဒရိုင်ဘာသည်မိုက်မဲစွာအုပ်ထည့်လိုက်ခြင်းနှင့်တူပါသည်မင်းတို့လိုလူမျိုးတွေကြောင့်တို့ဒရိုင်ဘာတွေနာမည်ပြတ်ရတာဒရိုင်ဘာကဆက်လက်ကျင်းဝါနေပေသည်ဒီအထိလဲကိုတင်ဦးသည်လဲရာမှမထားဘာမှလဲပြန်၍မပြောသေးပါ ကားနောက်ခန်းတကားသည်ပွင့်၍လာကာအသက်အစိတ်နှင့်30ခန့်မိမပြိုတယောက်သည်လက်ထဲမှဝတ္ထုစားအုပ်တို့ကိုကန်ရင်းဆင်းလာလေသည်မိမပြိုမှာတော်တော်ပြေပြေချော့မော့၍ကြက်တည်ရှိလာသည်ပိုဖဲစိန်ရွှေတို့သည်တလက်လက်တဖိတ်ဖိတ်တောက်နေပေသည်ဘာရဲလေကွယ်မောင်ဝင်းရဲ့မိမပြိုကဒရိုင်ဘာနောက်မှနေ၍မေးလေသည်ဘလို့ကောင်စားမှန်းလည်းမသိပါဘူးမမလေးယား ဒရိုင်ဘာသည် သူ့မမလေးအားကားတိုက်ခံရသူကိုနှစ်ကိုပြောဆို၍တတော်ဦးတင်လိုက်ပေသည်ဘယ်မှာတိုက်မိသွားသည်တလဲကွဒံယာကောဘမာရသွားသည်လဲမိမပြိုသည် ကားတိုက်ခံရသူအားတစ်ချက်များလှမ်းကြည့်ရင်းမေးလိုက်လေသည်တတိယလာတကဲ့သို့လဲကြနေရမှကိုတင်ဦးသည်အာယူ၍ထားလိုက်သည် သူသည်ဒရိုင်ဘာနှင့်မိမပြိုကိုတစ်ချက်များသည်ကြည့်ပြီးနောက်စတူဒီဘေကာကားတိုက်ကြီးကိုလည်းတစ်ချက်များလှမ်း၍ကြည့်လိုက်သည် ရွှေဖုံးတော်တူပါလို့ငွေမိုးရီရွာတောင်ကုန်းမော်ကတိုက်တွင်းမှာရေဒီယိုတန်ပရိသတ်ခေဟောင်းကိုတပတ်ကြော့၍နေလေသည်မင်းဘာပြောကျင်သေးလဲဟိအလုတ်ကျွေးဒရိုင်ဘာကသူ့အားငေါက်ဆက်ဆက်မေးလိုက်ပေသည်ကိုတင်ဦးသည်တကယ်ပညာတတ်ပိသစွာရှင်ကျင်းမှုရဲ့အပြုံးအစ်ကိုသူ့မျက်နှာတွင်ဖော်ပြလိုက်သည်ကျွန်တော်တောင်းပန်ပါတယ်ခမညာ ဒီဟာပဲသူကပြောလေသည်ဒရိုင်ဘာသည်မျက်စောင်းထိုး၍သူ့ကိုကြည့်နေသည်ဒါပေမဲ့တော့ဘာမှမပြောဘယ်မှာများထိသွားပါသေးတယ်လဲမင်းမပြောသည်ဒရိုင်ဘာရှေ့သို့ကြော်တက်လာပြီးနောက်သူ့ကိုမေးလေသည်မတတော်ဖြစ်သည်ဖြင့်ကျင်နာသောအမှုရာမှာစိုးရိမ်မှုဖြင့်ရောရှက်ပေါ်လွင်နေပါသည်ကိစ္စမရှိပါဘူးခမညာမင်းမပြောကိုအငေးသားကြည်ရင်သူကပြောလိုက်ပြီးသည် မိမပြိုသည် ကိုတင်ဦးအားအထူးသန်းသဖွယ်ကြည့်နေရင်းကတစုံတစ်ခုကိုတရိယာလာတဲ့ကဲ့သို့ကားစီတို့ခြာကနေလှည့်သွားပြီးကားထဲမှာပတ်စံအိတ်ကိုဖွင့်ကာငွေဆက်ကူတစ်ချက်တန်းတစ်ချက်ကိုထုတ်ယူလိုက်သည်မိမပြိုသည်ကိုတင်ဦးစီလျှောက်လာသည် ရော့ရှင်သုံးညင်နာသုံးမှုမိမပြိုသည်သူ့အားငွေတစ်ချက်ကိုပေးနေသည်ဖြင့်သူကလည်းဘာကြောင့်မှန်းမသိဘဲနှင့်မိမပြိုလှမ်းပေးနေသောငွေတစ်ချက်ကို အမှတ်တမဲ့လှမ်းယူကား မိမပြူရဲ့မျက်နာကိုလှမ်းကြည့်နေမိပါသည်။သွားမယ်ဟေးမောင်ဝင်းမိမပြူသည်ဒရိုင်ဘာအအမိန်ပေးပြီးနောက် ကားစီသို့ခြာကနေလှဲ့ကားတက်သွားလေသည်။ဒရိုင်ဘာကလည်းသူ့အားမျက်စောင်းတစ်ချက် ထိုးကြည့်ကာကားပေါ်သို့တက်သွားလေသည်။ကိုတင်ဦးသည်ငွေတစ်ချက်ကိုအထူးစန်းတစ်ဖွဲကြည့်နေရမှ ကားရဲ့နောက်ခန်းထဲမှမိမပြူကိုလှမ်း၍ကြည့်လိုက်မိပေသည်။မိမပြူသည် ကားရဲ့နောက်ခန်းထဲမှာ ဝိထုစာအုပ်ကိုစူးဆိုင်ဝင်စားစွာဖတ်နေပါသည် သူသည်ကားအနီးသို့ဖြင်းချင်းစွာလျှောက်လာပြီးမိမပြိုဖတ်နေသောဝိထုရဲ့အဖုံးကို အမှတ်မဲ့ကြည့်လိုက်သည် ရွှေအုပ်အော်ရေမှုန်တိုင်းထဲကလူ ကိုတင်ဦးသည်သူ့ဘဝကိုအตาရာပဲပြုံးလိုက်မိပေသည်မှုန်တိုင်းထဲကလူပါတဲ့ရွှေအုပ်အော်ရေတိုးတိုးပင် သူပြောနေလေသည် ထိုစဉ်စတူဒီဘေကာကားကြီးသည်ဆက်နှိုးကား ုံတိုင်းတဲကလူဝိတ္ထုကိုစူးဆိုင်ဝင်စားစွာဖတ်နေသောမိမပြိုကိုခေါ်ဆောင်၍သွားပေသည်ကိုတင်ဦးသည်စတူဒီဘေကာကားကြီးကိုမျက်စိတဆုံးငေးမြော်ကြည်ရင်ကြံ့ရစ်ခဲ့ရာကားကြီးကိုမမြင်ရတော့မှဥကောင်းကိုဖြင်းညင်းစွာခါလိုက်ရင်သူ့လက်ထဲမှငွေကလေးတစ်ချက်ကိုငုပ်ကြည့်မိလေသည်ငွေကလေးတစ်ချက်ကိုဝမ်းနယ်ပက်လက်ကြည်ရင်သူ့ပြုံးလိုက်ပါသည်ရှင်သုံးညင်သာသုံးဖို့ပါတဲ့ တိုးတိုးကလေးသူပြောနေသည် သူသည်ငွေကလေးတစ်ချက်ကိုဝမ်းနဲ့ပက်လက်ငုတ်ကြည့်နေရမှကြေမွသွားအောင်စုပ်ကိုင်းလိုက်ပြီးနောက်တယောက်ထဲဟဟပပရီမောပစ်လိုက်လေသည် သုံးညင်သာသုံးမှုရဲ့လားသူသည်ငွေတစ်ချက်တန်ကိုလွှတ်ပစ်လိုက်ရင်ရီမောနေတော့မင်ဖြစ်သည်ဘသူပဲငတ်လို့တည်တည်ကားတိုက်လို့ပဲတည်တည်ဘာဖြစ်တာလိုက်လို့အိုးနောက်ဆုံးလမတာလဲနေပါစေ။ ရန်ကုန်ရဲ့ညကတော့ငွေရောင်တောက်နေပါလိမ့်မည်ဗမော်တင်အောင်1949ခု